ော်တို့ရဲ့အဖိုးရဲ့လက်ငုံလက်ငင်းပေါ့နော်အဖိုးဦးသိန်းရွှေဆိုတာဒီရွှေတော်ခေါဆွဲကိုသူ18နှစ်သားလောက်တည်းကသူစမ်းသိပြီးတော့ရောင်းခဲ့တဲ့ပစ္စည်းပေါ့နော်အဲအဖိုး18နှစ်ဆိုတော့သူ1930ခုနှစ်လောက်တည်းကဒီရွှေတော်ခေါဆွဲကိုဟိုရောင်းချနေတာပေါ့နော်ရောင်းချပြီးတော့ဒီ1980ကျွန်တော်တို့ဟိုဗာလေဂျပန်ပြည်အိုဆာကာမှာ ဟိုကမ္ဘာကုန်စည်ပြပွဲလုံးတော့နိုင်ငံတော်ရဲ့အစီဟိုစိတ်လွတ်မှုနဲ့ကျွန်တော်တို့ဒီအဲအဖိုးကကုန်စည်ပြပွဲမှာဖွင့်ပွဲသွားကြွေပြီးတော့အဲ့မှာ9လလောက်ကြာတယ်ဂျပန်မှာအဖိုးပြန်လာတော့ဂျပန်မျိုးအိုဆာကာပြန်လာတဲ့အတွက်ကြောင့်အိုဆာကာကြီးအိုဆာကာကြီးလို့ခေါ်ရင်းနေရမယ်အိုဆာကာပြန်ဦးသိန်းရွှေရနေပြီးတော့အိုဆာကာရွှေတောင်ခေါ်ဆဲဆိုပြီးတော့နာမည်တွင်သွားတာပေါ့ ရွှေတောင်ဥသိန်းရွှေရွှေတောင်ခေါင်ဆွဲဘောင်းလဲဆိုဥသိန်းရွှေအဖိုးဥသိန်းရွှေရရွှေတောင်သားစစ်စစ်အဲရွှေတောင်သားစစ်စစ်သူလုံးတဲ့ခေါင်ဆွဲဖြစ်တဲ့အတွက်ကြောင့်ရွှေတောင်ခေါင်ဆွဲဆိုပြီးသူကအမိတက်လိုက်တာအဲဥသိန်းရွှေရွှေတောင်ခေါင်ဆွဲဆိုတဲ့နာမည်နဲ့1980အဲ့ဂျပန်ပြည်အိုဆာကာပြန်လာမှဟုတ်ကဲ့ကမ္ဘာကုန်စည်ပြပွဲကပြန်လာမှအဲသူ့ကိုအဲဟိုဟာအိုဆာကာပြန်ရင်အိုဆာကာပြန်ရင်လို့ခေါ်ရင်ခေါ်ရင်လည်း အိုဆာကာရွှေတောင်အိုဆာကာပြန်ရွှေတောင်ခေါင်ဆွဲရနေပြီးတော့အိုဆာကာရွှေတောင်ခေါင်ဆွဲဆိုပြီးတော့အမီဒါကတ်စတမာတွေပေးတဲ့နံပါတ်ပေါ့နော် တော့ဒီရွှေတောင်ခေါင်ဆဲဟိုကျွန်တော်တို့နာမည်အိုစကာမတက်ပေမဲ့မျိုးစုံနာမည်တွေတက်ပြီးတော့ရောင်းလို့ရပါတယ်အာနီးတွေပါတယ်ဆိုလဲအာအကိုရေအမရေကျွန်တော်တို့ဒီလိုလေးတော့ဖြစ်နေတယ်ပြောပြပါဆိုလဲကျွန်တော်တို့ကဝင်မလေးပါဘူးဒါဟိုပြင်းနေရေးဆိုတာအကျယ်ကြီးပဲလေဘသူပဲလှုပ်ဆာဆာအဲအဓိကတော့မူးမပြတ်ပဲနဲ့ပဲရောင်းစေချင်တာအဲအဓိကဆိုလိုချင်တာမူးမပြတ်ပဲနဲ့ဒီရွှေတောင်ကောင်းဆဲဆိုတာဒီလိုပဲစားရပါလေကျန်တဲ့ ဟိုဘဲပင်ပေါက်ထဲတာလို့ကျွန်တော်ခဏလာပြောဦးပါလေဘဲဥထဲတာလို့ငဖဲထဲတာလို့အဲ့လိုမဟုတ်ကဟုတ်ကကျွန်တော်တို့ဒီမှာမရောဘူးလေကျွန်တော်တို့အဖို့နာမည်ဖြတ်တယ်လို့ဖြစ်မှာဆိုလို့ကျန်တဲ့လူတွေကိုလည်းရောင်းပါမသိရင်လည်းမေးပါရပါလေဒါပေမဲ့အဲ့လိုဟိုပဲပင်ပေါက်ထဲပြီးရောင်းလာလို့ဘာလို့ဆိုတော့မရောင်းစေချင်ပါဘူးဒါကတော့ request လုပ်တာပါဘာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရွှေတောင်ပေါင်းစဲဟိုစစ်စစ်လူတိုင်းစားနိုင်နေ စားရလေကောင်းလေပဲကျွန်တော်လည်းအားပေးပါတယ်ဟိုဟိုမှုတိတာလည်းပွားပါတယ်ဟောအာကျွန်တော်ကတော့ဦးရဲမျိုးသူပါဒါဇနီးတော်ငင်းငင်းအေးပါခင်ဗျအဲဒီကတော့ကျွန်တော်တို့ရဲ့အဖိုးရဲ့လက်ငုံလက်ရင်းပေါ့နော်အဖိုးဦးသိန်းရွှေဆိုတာဒီရွှေတောင်ခေါဆဲကိုသူ 18နှစ်သားလောက်တည်းကသူစမ်းသိပြီးတော့ရောင်းခဲ့တဲ့အပစ္စည်းပေါ့နော်အဲအဖိုး18နှစ်ဆိုတော့သူ1930ခုနှစ်လောက်တည်းကဒီရွှေတောင်ခေါဆွဲကိုဟိုရောင်းချနေတာပေါ့နော်ရောင်းချပြီးတော့ဒီ1980ကျွန်တော်တို့ဟိုဗာလေဂျပန်ပြည်အိုဆာကာမှာကမ္ဘာကုန်စည်ပြပွဲလုပ်တော့နိုင်ငံတော်ရဲ့အစီဟိုဆေးလွှမ်းမှုနဲ့ကျွန်တော်တို့ဒီ အဲအဖိုးကအကုန်စီပြပွဲမှာဖွင့်ပွဲသွားကြွေပြီးတော့အဲ့မှာ9လလောက်ကြာတယ်ဂျပန်မှာဟုတ်ဂျပန်မတိုင်ခင်မှာဘေးကလကိုတွေကဒီနာမည်ကြော်ကြားစာပြုတ်နေတဲ့အတွက်ကြောင့်1969မှာအိန္ဒိယနိုင်ငံကိုလည်းအရင်ဦးဆုံးတစ်ခေါက်အရင်သွားလိုက်ရသေးတယ်အဲဂျပန်ပြည်မှာကြာတော့9လလောက်ကြာပြီးတော့အဖိုးပြန်လာတော့ဂျပန်ပြည်အိုဆာကာပြန်လာတဲ့အတွက်ကြောင့် ဟောဥစကာကြီးဥစကာကြီးလို့ခေါ်ရင်းနေရမယ်ဥစကာပြန်ဥသိမ်းရွှေရနေပြီးတော့ဥစကာရွှေတောင်ခေါဆဲဆိုပြီးတော့နာမည်တွင်သွားတာပေါ့ရွှေတောင်ဥသိမ်းရွှေရွှေတောင်ခေါဆဲဘောင်းလဲဆိုဥသိမ်းရွှေအဖိုးဥသိမ်းရွှေဟာရွှေတောင်သားစစ်စစ်အဲရွှေတောင်သားစစ်စစ်သူလုံးတဲ့ခေါဆဲဖြစ်တဲ့အတွက်ကြောင့်ရွှေတောင်ခေါဆဲဆိုပြီးသူကအမိတက်လိုက်တာအဲဥသိမ်းရွှေရွှေတောင်ခေါဆဲဆိုတဲ့နာမည်နဲ့မဟုတ်ဘူး1980အဲ့ဂျပန်ပြည်ဥစကာက ပြန်လာမှဟုတ်ကဲ့ကမ္ဘာကုန်စည်ပြပွဲကပြန်လာမှအဲသူ့ကိုအဲဟိုဟာအိုဆာကာပြန်ကြီးအိုဆာကာပြန်ကြီးလို့ခေါ်ရင်းခေါ်ရင်းလဲအိုဆာကာရွှေတောင်အိုဆာကာပြန်ရွှေတောင်ခေါ်ဆဲရနေပြီးတော့အိုဆာကာရွှေတောင်ခေါ်ဆဲဆိုပြီးတော့အမီဒါကတ်စတမာတွေပေးတဲ့နာမည်ပေါ့နော်ဟာအဲဒီရွှေတောင်ခေါ်ဆဲကကျွန်တော်တို့ကအဆောင်ကကျွန်တော်တို့ခဏခဏပြောဥပါတယ်မိုးရင်းငါမျိုးယိုရွှေတောင်မိုးရင်းငါဆိုတာရွှေတောင်ခေါ်ဆဲမပေါ်ခင်တည်းကပေါ်တဲ့အစားအသောက် အဲ့ရွှေတော်မွင်းကားမှာကျွန်တော်တို့ဟိုဒီပါဝင်တဲ့ဟာကမုတ်ဘက်ဆိုတာကျွန်တော်တို့မွင်းကားဘက်ပေါ့မွင်းကားဘက်ကတမဲရေရဲတမဲရေဆိုတော့ပဲကိုအပြစ်ချက်ထားတဲ့အရေရဲနောက်ဟိုငရုတ်သီးတို့အရွက်တို့ထည့်ပြီးတော့ကြက်သွန်နီကျော်နဲ့အဲသူကြတော့ဘဲဥတို့ငဖဲတို့အကျော်တို့အဲ့လိုတွေပါထည့်စားရင်အရန်စားပြီးတော့ကောင်းတယ်ပေါ့ရွှေတော်လူတွေကအရန်ကြိုက်တာအဲနီးနာလူတွေလည်းအရန်ကြိုက်တယ်အဲ့ဒီဥထုံးမြိုင်ဆိုတာအဖိုးရဲ့အဖေအဲသူတို့ရဲ့ အစင်ဆက်ကမွေးငါမျိုးယိုးမွေးငါမျိုးအဖိုးလက်ထက်ကြောင့်မှာအဖိုးကျွန်တော်တို့စီမှာပွဲစည်းတွေရှိတယ်လေပွဲစည်းတွေမှာဟိုစီကျက်ဆိုင်တို့ကော်ရီဆိုင်တို့အဲ့လိုတွေလည်းလာဖွင့်တယ်လာဖွင့်တော့အဖိုးကနည်းနည်းလေးငငယ်လေးကအဲ့လိုပေါ့ဟိုအဲ့လိုဆက်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 နဲ့ तू ကလှုပ်ရှားတတ်တဲ့အချင်းရှိတော့ तू ကမွေးငါဘက်နေရာမှာဟိုခေါက်ဆက်ဘက်ထဲ့တယ်နောက်ပြီးကြတော့ဟိုသူတို့ ငါးနေရာမှာငါးနဲ့အဆင်မပြေဘူးခေါင်းဆွဲပတ်နေဆိုပြီးတော့ तू อ่ะအရင်ဆုံးအမဲသားနဲ့ဆန်းလာအမဲသားနဲ့ဆန်းတော့ဟိုတချို့ကအမဲသားမစားဘူးအနောက်ဝသားနဲ့ကြတော့လဲဝသားကမစားပြန်ဘူးတချို့ကအဲ့နဲ့လေကြက်သားနဲ့ဆန်းတော့ကြက်သားကလူတော်တော်များများစားကြတယ်အဲဟာလာလောက်ထားရင်လူမျိုးကြတွေပါစားလို့ရတယ်ဆိုပြီး तू อ่ะအဲ့လိုကြက်သားနဲ့ပဲ तू အတီယူလိုက်တာအတီယူပြီးတော့ကျွန်တော်တို့အဖိုးစတင်ကလာလုံးကတော့ ဟိုမုတ်ချွတ်တို့ဘာလို့မပါသေးဘူးအုံလို့မယုတ်သေးတွေတသက်ချမပေးသေးဘူးအဲနောက်ကြမှဟိုကျွန်တော်တို့အုံလို့မစားတဲ့လူတွေရှိတယ်ငယုတ်သေးမစားတဲ့လူတွေရှိတယ်အဖိုးကိုယ်တိုင်ပဲဒါတွေကသူလောက်ခဲ့တာပေါ့နော်အဲအဲ့ဒီဓာတ်တွေတီးတန့်ခွဲထုတ်ခွဲထုတ်ပြီးတော့မှမုတ်ချွတ်ဆိုတာလေအဲခေါက်ဆွဲကိုပဲပြန်ပြီးတော့အဆိုးကိုပြန်ကြော်ထားတာပေါ့အဲအဲ့ဓာတ်လေးနဲ့မှပိုလိုက်ဖက်မယ်ဆိုပြီးသူ့ဘာသူအစာဆုံးအကုန်လုံးဒီအောင်လောက်ခဲ့တာဟုတ်ကဲ့ပါဟာ ဂျပန်ဂျန်နီကအဓိကတော့ကျွန်တော်တို့ဒါကမိသားစုလုပ်ငန်းဆိုတော့လေကျွန်တော်တို့အစဉ်ဆက်အဖိုးထွင်ထားတဲ့အတိုင်းပဲစက်သားကိုအရင်ဆုံးဒါသူများတွေပါသိအောင်လို့တမင်ကပြောပြတာပါဟိုစီသက်ပြီးမှချက်တာတော့အကောင်းဆုံးပဲအဲတချို့ကအဲ့လိုမဟုတ်ဘဲနဲ့ဟိုရိုးရိုးရင်းရည်ကြီးကိုဒီတိုင်းချက်လိုက်တော့ဟိုသူတို့တွေစားမကောင်းတာလို့အဆင်မပြေတာလို့အဲ့လိုကျတမျိုးချင်းစီမှာအသက်ရှိတယ်မဟုတ်ကြောက်ကောင်းပါလေဖြစ်တယ်လို့ ရုပ်သီးစီပြန်လို့အုံးလို့စီချက်တို့ကောင်းပါလေဖြစ်မယ်တခုခုချိုးရင်းသွားတာလည်းမကောင်းတော့ဥစားရတာအဲသူကျွန်တော်တို့ဆိုရင်ပဲမုတ်ဆိုရင်လည်းကျွန်တော်ရွှေတောင်အခုထိကိုရွှေတောင်ကနေပြီးတော့စက်တရားနေပြီးတော့ကြိတ်ပေးတဲ့ပဲမုတ်ပဲတုံးတယ်ငရုပ်သီးဆိုလည်းရွှေတောင်ကပို့တဲ့ရွှေတောင်ကကျွန်တော်တို့ရဲ့ဒီအမြင်နဲ့ဟိုပါတော့ဟိုပစ္စည်းစစ်စစ်တွေလုတ်ပေးနေတဲ့ဟိုမိတ်ဆွေတွေရဟိုပဲသူတို့ရှိရနေပြီးတော့ပဲကျွန်တော်တို့ယူရတာပဲမုတ်တွေငရုပ်သီးတွေငပြားကြီးကစား ကျွန်တော်တို့ကဟိုပြီးပြီးရောတုံးလို့မရအောင်တုံးလိုက်တာနဲ့အရသာအကုန်ပြောင်းအောင်အဲကျွန်တော်သူ့တုံးနေကြဟာတွေအဲ့တည်းမှာပါတဲ့မိုးကြွတို့ငရုတ်သီးတို့အုံးလို့စီပြန်လို့သူ့ဟာနဲ့သူကောင်းမှစားကောင်းတာဥမာအုံးလို့စီပြန်တူဝါတာလို့ချင်သွားတာလို့စားမကောင်းငရုတ်သီးဆိုလည်းအယောပါတဲ့ဟာတွေရှိတယ်စားပတ်ထားတဲ့ဟာတွေလေအဲ့လိုမျိုးတွေတုံးရင်လည်းစားမကောင်းတော့အဲအဲ့လိုဟိုဆေးဆိုးတဲ့ဟာတို့အယောင်တင်ထားတဲ့ဟာတို့တုံးလို့မရအောင်တုံးလိုက်တာနဲ့အရသာပြတ်သွားတာ အော်အဲ့လိုတော့မယူဆပါဘူးဒါလေကျွန်တော်တို့ဟိုတနိုင်ငံလုံးအပြင်ဟိုနိုင်ငံခြားမှာပါရောင်းနေကြတာလေဟိုကျွန်တော်ကတော့ဂုံယူတယ်ဂုံယူတယ်ဆိုတော့ဒီကျွန်တော်အဖိုးကြောင့်ဒီရွှေတောင်ခေါင်ဆွဲဟိုအကုန်လုံးလိုလိုနှီးပါပေါ့နော်ကြိုက်ကြိုက်နေတက်ကြတယ်ပေါ့နော်ကြိုက်နေတက်ကြတဲ့အစားအစာကိုအများကြီးရောင်းနေဆိုတော့ဒါဒူဒူတွေကြိုက်လို့လေကြိုက်တော့ဆိုတော့ဟိုကောင်းအောင်လုပ်ပြီးရောင်းကျွန်တော်ကတော့လက်ခံနေဟိုအားလေးပေးတယ် ဟိုမသိတာရှိတယ်ကျွန်တော်တို့မေးလို့ရတယ်ဒိုင်းရိုက်တော့လကောင်းဖုံးဆက်တော့ကောင်းမေးပြီးကျွန်တော်တို့ကျွန်တော်တို့ပြောသိသလောက်အကုန်ပြောပေးမယ်ပြောပေးမယ်ဆိုတာကောင်းတာလေးစားစေခြင်းလို့ပါဘောင်းတော့လုံးစားကင်စားနေရအခုခေတ်မှာအများကြီးလေဟိုသူတို့လည်းသူတို့ဟာအဆင်ပြေဆိုဆိုတော့ဒီရွှေတောင်ခေါင်ဆဲဟိုကျွန်တော်တို့နာမည်အိုစကာမတက်ပေမဲ့မျိုးစုံနာမည်တွေတက်ပြီးတော့ရောင်းလို့ရပါတယ်အော်နီးတွေပါလေဆိုလဲအာအကိုရေအမရေကျွန်တော်တို့ဒီလိုလေးတော့ဖြစ်နေတယ် ့ပြောပြပါဆိုလဲကျွန်တော်တို့ကဝယ်မလေးပါဘူးဒါဟိုပင်နေရေးဆိုတာအကျယ်ကြီးပဲလေဘသူပဲလှုပ်စားစားအဲအဓိကတော့မူးမပြတ်ပဲနဲ့ပဲရောင်းစေချင်တာအဲအဓိကဆိုလိုချင်တာမူးမပြတ်ပဲနဲ့ဒီရွှေတောင်ကောင်းဆဲဆိုတာဒီလိုပဲစားရပါလေကြံတဲ့โอ้เบ้เปิ่นหมอกแท้ล่ะโหลจนคร้านน่ะပြောอูบาเลยเบ้อู้แท้ล่ะโหลงะเบ้แท้ล่ะโหลเอลูมหุกะหุกะจนเราเนี่ยมาไม่ยอมอูดิจนเราอโพ่นั่นแหละเพ็ดตะโหลผิดมาซะโหล ကျန်တဲ့လူတွေကိုလည်းရောင်းပါမသိရင်လည်းမေးပါရပါတယ်ဒါပေမဲ့အဲ့လိုဟိုပဲမင်မောင်ထဲပြီးရောင်းလာလို့ဘာလို့ဆိုတော့မရောင်းစေချင်ပါဘူးဒါကတော့ request လုပ်တာပါဘာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရွှေတောင်ပေါ်ဆဲဟိုစစ်စစ်လူတိုင်းစားနိုင်လေစားရလေကောင်းလေပဲကျွန်တော်လည်းအားပေးပါတယ်ဟိုဟိုမုဒိတာလည်းပွားပါတယ်ဟောဒီတယ်ခင်ဗျကျွန်တော်ကအဖိုးနဲ့တောင်လျှောက်နေလာခဲ့တာလေ အဲကျွန်တော်တန်မီနီဆက်ယုံမှာ SAE လုပ်တဲ့အချိန်ကြားမှာအဖို့ဆုံးသွားတာကျွန်တော်အမတ်တတန်မီနီဆက်ယုံမှာ SAE လုပ် SAE လုပ်ခဲ့သေးတယ်ဒီဟိုကြောက်ဆွဲကျိုးမှာအဲအဲ့ကြာမှာအွန်လိုင်းလားလေအဲ့ကြာမှာအဖို့ဆုံးသွားတာအဖို့နဲ့ကကျွန်တော်အဖို့က86နဲ့မှသူ့အသက်86နဲ့မှဆုံးလာ90 1996လောက်မှဆုံးသွားတာဩအမြင့်စားလား ကျွန်တော်လိုလည်းအမြဲစားကျွန်တော်ကျွန်တော်ဆိုဟင်းဆက်ပြီးတော့ဟင်းရကျွန်တော်ပါကျွန်တော်ပဲဆက်တာဟင်းဆက်ပြီးတော့ကျွန်တော်ပွင့်လင်းပြောပြမယ်တိတ်မကြိုက်တဲ့အိုးဆိုတာရှိတယ်အိုး20 30ကျွန်တော်တို့ဆက်ရပြီမဲ့ကျွန်တော်ဒီရှာမှာနည်းနည်းမကြိုက်တဲ့အိုးရှိရင်တခါလေးပေါ်လာတဲ့လေအဲပေါ်မလာဘူးဆိုရင်တော့ဟိုကြုံလေအိုးကကလေးတွေမုတ်ပြင်းပေးပါဆိုပြီးတော့ကလေးတွေဝန်ထမ်းလေးတွေကိုပြင်ခိုင်းပြီးစားတယ်အဲမကြိုက်တဲ့အိုးဆိုမှတ်ထားပြီးအဲ့အိုးပြင်ခိုင်းလာပြင်ခိုင်းပြီးတော့စိတ်တိုင်းကြ ဟိုကိုကြိုက်တဲ့အရာသာဟို taste ကိုမှန်အောင်လုပ်ပြီးလုပ်ချင်တဲ့အတွက်ကြောင့်အဲ့လောက်ကိုစားလာစားပြီးတော့နောက်အဲ့လောက်ကိုပြင်လိုက်တယ်ပြင်လိုက်ပြီးတော့ဟိုစိတ်တိုင်းကြောင်းမှပဲလွတ်တာပေါ့အဲဟိုတကားလေးပါတတ်တယ်အိုး20 30ကျွန်တော်တို့က order ဟိုများတဲ့ဆိုင်ဆိုတော့အဲ order တွေမှာကအဲ့လိုတွေရှိတတ်တယ်တကားလေးကြတော့ကိုတယောက်တည်းဆက်နေတာတော့မှပဲနည်းနည်းရတာကွဲတာလေးတွေပါရှိရင်အဲ့ဒါဆိုပြန်ပြင်ရတယ် အဲ့တော့ကျွန်တော်မနေ့ဟင်းဆက်တည်းကအနည်းဆုံးတပွဲတော့စားပြီလေအဲပြီးပြီး9:00နာရီ10:00နာရီဆိုနောက်တပွဲတော့ဟိုဘိုက်စာလို့စားပြန်ရောအဲကျွန်တော်တပြည့်ဟာတော့စားခဲ့တယ်တလားတလားလုံးလုံးလုံးကိုရွှေတော်ကောင်းဆွဲစားပြစ်တာကျန်တဲ့ဟာကတခါတလေလောက်မှပဲအဲစားပြစ်တယ်။အော်အရင်ချင်းမြတ်နိုးတော့ဗောရွှေတော်မြို့မှာဆိုရင်တပြည့်ဆိုင်နေ6ဆိုင်ကြီး6ဆိုင်အဲ့လိုသူနိုင်ငံညာအတွေ့အကြုံတွေပြောအဲသူတို့ခေတ်တုန်းက နိုင်ငံเจ้าကိုပတ်စံပေးပြီးတော့သွားလို့လည်းမရတဲ့ခေတ်လေတကူတကကိုအဲ့လိုနိုင်ငံတော်ကလွတ်မှဟိုဟိုကိုနိုင်ငံရဲ့အစီမံနဲ့သွားမှအဲ့လိုမျိုးတွေရောက်တဲ့ခေတ်ဖြစ်နေတာ哦ဖြစ်တော့အရန် proud ဖြစ်တယ် तू ကဒီဒီ तू နိုင်ငံသားပြန်ပေါ့လေအဲဒီခေါက်ဆွဲနဲ့ရိုးရိုးတောင်မဟုတ်ဘူးပညာတော်သင်တယ်မဟုတ်ဒီရွှေတောင်ခေါက်ဆွဲနဲ့ तू သွားရတယ်ပေါ့ဒါ哦အဲဂျပန်မှာ तू ခေါက်ဆွဲနဲ့ ဒီပြကန်းကိုဖွင့်တယ်ဗော။ तू ကအကြဆုံးနေရတယ်ဗောဟိုမှာ။အဲ तू ကြံတဲ့လူတွေကပြန်ရတာလေအရှိုရှို။အဲ तू ကအကြဆုံးဟိုက request လုပ်ထားတာရောင်းပေးပေါင်းရောင်းပေးပေါင်းဆို request လုပ်ထားတယ်ဒီကြောင့် तू ကနေရတာ။အဲလိုမျိုးဗော။နောက်ပြီးကြတော့ပြန်လာတော့လေအဖိုးကဒီမြေပရိသာ ကျုံးမှာတင်းနန်းပြန်ပေးရတယ်အဖိုးကဒီတမျိုးတည်းနဲ့ဒီတမျိုးတည်းနဲ့ तू ကကျွမ်းကျင်တာမဟုတ်အမဲသားနဲ့သာတို့ဟောနောက်ပြီးကြတော့ ဟိုဝက်ဝက်ဆလူးချက်တာတို့အမျိုးဆုံးပေါ့အသားဟင်းတွေကိုလည်းသူကကြွညမ်းကျင်ကျင်သူကအဲ့လိုပေါ့နက်နက်ဆက်ဆက်သမားဆိုတော့အဲ့လိုမြေပရိသာကျောင်းမှာရွှေတောင်ခေါက်ဆွဲအပါအဝင်ကြံတဲ့ဟင်းချက်နီးတွေပါသူကသင်တန်းပေးတာအပတ်စဉ်73ခတိပေးတာအဲသင်တန်းတက်ဖူးတဲ့လူတွေလည်းရှိမှာပေါ့ကျွန်တော်တို့ထက်တော်ကျွန်တော်တို့အဖေအမေတွေတောင်ရှိမှာပေါ့ဘာလို့အဖိုးဆိုတော့လေအဲအဲ့လိုကနေပြီးတော့လေပြန်သွားတော့လာပေါ့ဒီရွှေတောင်ခေါက်ဆွဲကဒါပေမဲ့ဟို ဟိုနီးပေးတော့ဟိုတင်နေအပတ်စဉ်တစ်ဆိုပတင်ရဲ့အပတ်စဉ်နှစ်ဆိုပတင်ရဲ့အဲ့လိုပေးရတာပေါ့နော်ပေးပြီးတော့ဟိုတင်နန်းနေပို့ချပို့ချပြီးတော့73အထိကျွန်တော်လေးကျွန်တော်အဖိုးပြောသလောက်ဆိုရင်73အပတ်စဉ်73အထိသူပေးခဲ့တာပေါ့အဖိုးပြီးတော့အဖေအမေပေါ့အမေကအဖိုးရဲ့တမီးအငယ်ဆုံးကျွန်တော်အမေကအဲကျွန်တော်အမေရဲ့အထက်မှာ သား၃ယောက်ရှိတယ်အဲသား၃ယောက် ဦးတွေပေါ့ဦးတယောက်က85မှာဆုံးသွားပြီအဲအခုပြီးခဲ့တဲ့၄နှစ်လောက်တုန်းကနောက်ဦးအလက်ကကျွန်တော်တို့ဆန်းချောင်းကဆိုင်ရဦးအလက်ဦးအငယ်ကလည်းဆုံးသွားပြီအမေရလည်းပြီးခဲ့တဲ့၄လကျော်တုန်းကမှဆုံးသွားတယ်သူသားသမီး၄ယောက်မှာဥဦးတယောက်ပဲကြံတော့တာပေါ့ကျွန်တော်တို့ကြတော့တတိယမျိုးဆက်ဖြစ်သွားတာဟုတ်ကဲ့အော်ရန်ကုန်မြို့မှာတော့ကျွန်တော်ဆိုင်ရ၄ဆိုင် ဟိုခုနပြောတဲ့ဦးကြီးဆိုင်ရတဆိုင်ကျွန်တော်ဆိုင်ကအရင်ဆုံးဖွင့်ရရေကျော်လန်းအမှတ်87ရေကျော်လန်းဟိုဟာခုနှစ်ရက်ကွယ်ပစုံတော်မြို့နယ်မှာဟို YMB ရဲ့ဘေးပေါ့နောက်နံပါတ်2ဆိုင်ကတောင်းကလာတန်သူမာလန်းမှာပေါ့မှာအမှတ်28တန်သူမာလန်းအဲတောင်းကလာမှာနောက်3ဆိုင်မြောက်ကဟိုမြောက်တကုံဘာဒူးလန်းမှာပေါ့မှာအမှတ်69ဘာဒူးလန်းမှာပေါ့ဟိုဟာ43ရက်ကွယ်အဲမြောက်တကုံမှာ အဲ့ဒါနံပါတ်3ဒီကတော့၄ဆိုင်မြောက်ပေါ့ကျွန်တော်ရဲ့၄ဆိုင်မြောက်ဒါအမှန်ငါရတနာလန်စနစ်ရက်ကွက်တောင်းကလာဟိုကြိုက်ကင်ဆန်ဖီအာကြီးရဲ့မြန်ဆောင်တိုးပေါ့အဲဟိုဟာကကျွန်တော်တို့ဥလေးဆိုင်ကတော့ဆန်းချောင်းမြို့နယ်မှာဆန်းချောင်းမြို့နယ်ဟိုဟာပေါ့အဲစီဆိုင်တက်စီဆိုင်ရှိမှာဟုတ်ကဲ့ပါဟုတ်ဘာကရလန်နဲ့ဟိုဟာဟိုဟာနဲ့အဲမီးပိုင်တောင်းတာဟုတ်ကဲ့ပါဟုတ်ဘိုးလန်းတောင်းပေါ့ဟုတ်ဘာကရလန်အဲအဲ့လားဥလေးဆိုင်မှာဟုတ် ဟိုအမြဲတမ်းစဉ်းစားပြပြမြင့်တာထားပြီးတော့အားပေးနေကျွန်တော်ကစ္စတမာတွေဟိုကျွန်တော်တကယ်လေးလေးစားတယ်လေးစားတယ်တန်မှုလေးထားတယ်။အောင်ဆိုကျွန်တော်တို့က2000ခုနှစ်တည်းကကျွန်တော်ဆိုရန်ကုန်ရောက်လာတာလေ။ကျွန်တော်တို့ရောက်လာတဲ့အချိန်တုန်းကကျွန်တော်တို့ကဟိုဘုနာပြောသူပေါ့ဟိုနေရလူတွေဆိုတော့နေပုံစံအတိုင်းနေရောင်းနေတာပေါ့လေ။ဟိုဒန်နေရှင်းဆိုလဲကျွန်တော်တို့ကတက်တက်ရရမဟုတ်ဘူးဟိုအစားတော့ကောင်းရပြီးရောဆိုတော့ စိတ်နဲ့ပဲလုပ်နေတာတခါလေကြလဲ order တွေများတော့ order တွေကိုဦးစားပေးရ order အချိန်နဲ့ဟိုနိုင်အချိန်အတိကျပေးရတာဟုတ်အဲ့တော့ကို customer တွေကို view မဆိုင်နိုင်ဘူးအဲဒီဆိုင်ဖွင့်တဲ့အဓိကရွယ်ချက်ကလည်းအဲ့လားကျွန်တော်အရင်မျက်နှာဘူးလုံးဝကြီးလို့အားလာလုံးဝကြီးလို့ကျွန်တော်အစဉ်စမ်းပြပြဟိုစိတ်ပြပြပဲနဲ့အားပေးကြတာဒီအစားတော့ကောင်းလာတခုနဲ့သူကြံတဲ့ဟာဟိုဒက်ကလေးချင်းကောင်းမှလို့ ဟိုဟာဟိုခုနပြောဆိုပေါ့ဝန်ထမ်းတွေဟိုဟာဖြစ်မှဆိုရင်ဟိုအားအားလုံးပေးကြမှာမဟုတ်ဘူးအစားတော့ကောင်းတာတခုနဲ့အဲ့တော့ကျွန်တော်အဲ့ဒီအားနာတဲ့စိတ်နဲ့ဒီဆိုင်လေးကိုသေးချာချာယူဒီဆိုင်နဲ့တန်ကလေးရှင်းရကစားသေးချာပြင်ပြီးတော့ဟိုအဖွင့်မြစ်တာပါဟိုကျွန်တော်ဆိုရင်လာအဖိုးတို့နဲ့အတူလောက်တာတော့ကြာပြီပေါ့ဒါပေမဲ့ရန်ကုန်မြို့မှာဆိုင်ဖွင့်တာ2000ခုနှစ်တည်းရ ုတ်တယ်ဒါဒါကျွန်တော်ဦးစည်းပြီးဖွင့်လာပေါ့အရင်တော့ကတော့အဖိုးနဲ့အတူနေတော့အဖိုးပွဲစည်းတက်တယ်ဆိုလိုက်တက်ဦးလေးတွေအော်လာကျွေးတယ်ဆိုရင်လိုက်ကျွေးအဲအဖိုးတွေဦးလေးတွေအဖေအမေတွေကတင်ဆရာမြင်ဆရာကြားဆရာတွေပါပဲသူတို့နီးတဲ့အတိုင်းအဖိုးနီးအတိုင်းပဲကျွန်တော် view တစ်ဆိုင်နဲ့လုပ်နေပါတယ်အမြဲတမ်းဟိုတဲဟိုဘာလဲစဉ်းစားမြင်ပြအားပေးတဲ့မြင့်တာထားပြီးတဲ့ customer တွေရောဟိုဝေယူစားသုံးတဲ့ မိတ်ဆွေတွေအကုန်လုံးရောကျေးဇူးအထူးတင်ပါတယ်သူတို့ကြောင်းတာကျွန်တော်တို့ရေရှည်ရက်တည်နိုင်တာလေသူတို့အားပေးမှုကြောင့်ဟိုသာကျွန်တော်တို့လည်းဘာပဲပြောပြောလူနိုင်တိုင်းနိုင်ဟိုအကုန်လုံးဟိုရက်တည်နိုင်တာအဆင်ပြေတာခေါင်းဆက်ဘက်ကကျွန်တော်တို့ကိုယ်တိုင်လုပ်တာကျွန်တော်တို့ဂျုံမုတ်ကိုပဲကိုယ့်အကိုကြိတ်ပြီးတော့ဟိုဟာလုပ်တာပေါ့ဂျုံကတော့ကျွန်တော်တို့လမ်းခွဲတာတော့ပဲဆက်ကိုသုံးတာလက်နဲ့ထိုးကြိတ်တာပေါ့ဟောကျွန်တော်ငကိုနီးတွေအတိုင်းပါပဲဟုတ်ကဲ့ ုံးတဲ့အစင်ချင်းလဲกว่าပါလေအစင်ချင်းလဲกว่าဆိုတော့မုတ်ပြုတ်တာကစသူ့အစင်နဲ့သူတော့กว่าပါလေကျွန်တော်နောက်ဟိုကြုံရင်တော့အဲ့မုတ်ပြုတ်နည်းတွေပါပဲပါကျွန်တော်တင်ပေးပါမယ်ဟုတ်ကဲ့